တီဆာအိုဟာမေယီမတ်လို့ခေါ်တဲ့အမျိုးသမီးတဦးရဲ့အထုပ်ပတိဖြစ်ပါတယ်။လူတော်တော်များများကတော့မေယီမတ်ကိုကြားဘူးကြမှာမဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့သားအီလွန်မတ်ကိုတော့လူတိုင်းနှိပါတိကြပါလိမ့်မယ်။တီဆာအိုမှာအီလွန်မတ်ရဲ့အမေဖြစ်သူမေယီမတ်ရဲ့စိတ်ဓာတ်ခွန်အားတွေနဲ့လောကဒဏ်ကိုကြံ့ကြံ့ခတ်နိုင်ပုံတွေကိုလေ့လာဖက်ရှုကြရမှာဖြစ်ပါတယ်။အလုံးမင်္ဂလာပါရှင်။ Moments of Happiness Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ဒီနေ့တွေဖျက်ပြပေးသွားမယ့်စာအုပ်ကတော့စာရေးဆရာမေယီမော့ကေးသားတဲ့ A Woman Make a Plan ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရဲ့ရှင်။စာရေးသူမေယီမော့ဟာ Tesla နဲ့ Sika Company နဲ့ SpaceX အာကာသနည်းပညာကုမ္ပဏီတို့ရဲ့တည်ထောင်သူ Elon Musk ရဲ့မိခင်ဖြစ်ပါရဲ့။ဒီစာအုပ်ဟာမေယီမော့လို့ခေါ်တဲ့အမျိုးသမီးတဦးရဲ့အထောက်အပံ့ဖြစ်ပါရဲ့။သူတတော်များများကတော့မေယီမော့ကိုကြားပူးကြမှာမဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့သား Elon Musk ကိုတော့လူတိုင်းနှိပါးကြပါလိမ့်မယ်။ ဟုတ်ပါတယ်မေယီမတ်ဟာတက်စလာလက်စစ်ကားကုမ္ပဏီနဲ့ SpaceX အကသနီပညာကုမ္ပဏီတို့ရဲ့တည်ထောင်သူ Elon Musk ရဲ့မိခင်ဖြစ်ပါတယ်တတိချင်းရှား Iron Man လို့တင်စားခေါ်ဝေါ်ကြတဲ့ Elon Musk ဟာသူ့အမေမေယီရဲ့ဂုဏ်ပုဒ်တွေကိုအမြဲတမ်းထုတ်ဖော်ချီးကျူးလေးရှိပါတယ်သူ့အမေဟာသူ့အတွက်တော့သူရဲ့ကောင်းတရားဖြစ်တယ်လို့ Elon ရဲ့အောင်မြင်မှုတွေဟာလည်းသူ့အမေရဲ့လွမ်းမိုးတရားမှုတွေအများကြီးပါဝင်နေပါတယ်ဒါပေမဲ့မေယီဟာ အီလွန်မတ်စ်ရဲ့မိခင်ဆိုရာထက်အများကြီးပိုတဲ့အမျိုးသမီးတူပါသူမဟာကုတ်ချရာပေါ်ကိုရက်တီပြီးဘဝကိုတက်တိရှိရှိရင်ဆိုင်နိုင်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်ကနေဒါနိုင်ငံဒူမေဟာအသက်နှစ်နှစ်မှာကတည်းကသူမရဲ့မိဘတွေနဲ့အတူတောင်အာဖရိကကိုရွှေ့ပြောင်းနေထိုင်ခဲ့သူပါ သူမဟာ အသက်15နှစ်မှာမော်ရီတယောက်ဖြစ်လာပြီး အသက်23မှာတော့အလပြိုင်ပွဲတွေမှာဆူရရှိခဲ့ပါတယ် မေယီဟာအသက်22နှစ်မှာအိမ်တော်ပြုခဲ့ပေမဲ့ခင်မွန်းဖြစ်သူရဲ့ဖောက်ပြန်မှုနဲ့အကျဉ်းနာကိမဲမှုတွေကြောင့်အိမ်တွင်အကြံဖတ်မှုတွေကိုခံစားခဲ့ရပါတယ်။ဒါကြောင့်အသက်32နှစ်မှာခင်မွန်းဖြစ်သူနဲ့ကွာရှင်ပြဆဲခဲ့ပြီး single mother ဘဝနဲ့ကလေး၃ယောက်ကို ရုန်းကန်ကျွေးမွေးခဲ့ပါတယ်။မေယီဟာကလေးတွေကိုကျောင်းပို့ပြီးတာနဲ့အလုပ်ကိုပြေးရပေမဲ့ master ဘွဲနှစ်ခုထပ်ယူပြီးအဟာရဆိုင်ရာပညာရှင်အဖြစ်ရည်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့တာသမီတွေအရွယ်ရောက်လို့အိမ်ကနေထွက်သွားကြတဲ့အခါမှာတော့မေယီဟာမော်ရီလောကကိုပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမဟာအသက်50ရှိနေပြီဖြစ်ပေမဲ့သပင်ဖြူရောင်နဲ့ယုံကြည်ချက်အပြည့်ရှိတဲ့သူမရဲ့အသွင်ပြင်ကြောင့်မကြခင်မှာပဲအောင်မြင်တဲ့စူပါမော်ရီတူဖြစ်လာခဲ့ပါတယ်။ဒါရီကိုကြည့်ချင်းအဖြစ်မေယီဟာဖေအရာကိုမဆိုအတိတ်ကနေပြန်စားဖို့လုံးဝကြောင်ရွတ်တုံလုံးသူမဟုတ်ဘူးဆိုတာသိနိုင်လာပါပြီ။သူမဟာတကဘာလုံးကအမျိုးသမီးတွေအတွက် စံပြပုဂ္ဂိုလ်တူဖြစ်တယ်လို့သူမရဲ့ဘဝစစ်ကြောင်းဟာလည်းဘဝခီချမ်းကိုရရဲဝံ့ဝံ့ဖြစ်တန်းနိုင်စေဖို့စိတ်တခွန်အားတွေပေးဆွမ်းနိုင်တဲ့ဆက်လန်းတပုတ်ပဲဖြစ်ပါတယ်။ A woman make up plan ဆိုရဲ့အနည်းချုပ်မစုကိုတော့အပအတိုင်းအခန်းသုံးခန်းခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်။ပထမခန်းအပူပင်မရှိတဲ့အစောပိုင်းနဲ့မြဒုတိယခန်းတယောက်တည်းရုန်းကန်ခဲ့ရတဲ့နှစ်မြတတိယခန်းအကြောင်းလည်းမရှိတော့တဲ့နောက်ပိုင်းနှစ်မြ နံပါတ်၁အပူပေမရှိတဲ့အစောပိုင်းနှစ်မြောက်1948ခုနှစ်မှာမေယဟန်ဒမန်ကိုကနေဒါနိုင်ငံ regional မြို့မှာမွေးဖွားခဲ့ပါတယ်။သူမရဲ့ဖခင် Joshua Handman ကအမေရိကန်နိုင်ငံသားဖြစ်ပြီးအယူဆပြည်ပြင်သူတယောက်ဖြစ်ဖို့ regional မြို့မှာတင်ယူလေ့ကျင့်မှုတွေလုပ်နေသူတယောက်ပါ။မေယီရဲ့မိခင် Winifred ကတော့ကနေဒါနိုင်ငံသူဖြစ်ပြီး Regina မျိုးကိုကိုပိုင်စီးပွားရေးလုပ်ကင်မှုပြောင်းရွှေ့လာတာဖြစ်ပါတယ်။ ဂျိုရှွာဟာဝင်းနဖရက်ကိုအကတန်တန်းမှာပထမဆုံးချိန်မြင့်ကလေးကချစ်ကြိုက်မိသွားခဲ့တာပါသူတို့လက်ထပ်ခဲ့တဲ့အချိန်မှာနှစ်ယောက်လုံးရဲ့စီးပွားရေးအခြေအနေကတိတ်မကောင်းခဲ့ကြပါဘူးသူတို့ရဲ့မိကလာဆောင်တပ်ပုံတွေကိုပြန်ကြည့်လိုက်ရင်အဝိစာဟာနန်လေးတွေကိုဝစ်ထားတာကိုတွေ့ရမှာဖြစ်ပြီးဝင်းနေဖရန့်ရဲ့မင်္ဂလာဝစ်ဆောင်ကလည်းအိမ်မှာကိုယ်တိုင်ချုပ်လုပ်ထားတဲ့လက်ဖြစ်ဝစ်ဆောင်တာဖြစ်ပါတယ်။ငွေရည်ကြေးရဲ့အစမပြေပေမဲ့လည်းဂျော်ရှွာတို့ဟာကလေးလေးရောက်အထူးယူခဲ့ကြပြီ ကြီးမားတဲ့မိသားစုတစ်ခုကိုတိဆောက်ခဲ့ကြပါတယ်။အဲ့ဒီကလေးတွေထဲမှာမေကြီးရဲ့သူ့အမွားညီအမကအငယ်ဆုံးနေဖြစ်ပါတယ်။သူတို့အိမ်လေးဟာအမြဲလိုလိုရေတံမောတဲ့နေနဲ့ပြေးပြီးပျော်စရာကောင်းတဲ့အိမ်လေးဖြစ်ပါတယ်။တချိန်မှာတော့ဂျော်ရှွာဟာကားနဲ့ခီးထွက်လာတော့မှ ရောင်မြင့်ဆိုသောရေးထားတဲ့လက်ကွင်းတစ်ခုနာကလေရင်ပြန်တစည်းကိုတွေ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာလေရင်ပြန်ဝယ်ဖို့ပတ်စံမရှိပေမဲ့သူမောင်းလာတဲ့ကားနဲ့လေရင်ပြန်ကိုအလဲလဲလုပ်ပြီးဝယ်ယူလိုက်ပါတယ်။ ဂျော်ရှာဟာတရက်တိုင်းမှာအဲ့ဒီလေရင်နဲ့ကနေဒါနိုင်ငံကိုပတ်ပြီးမိသားစုအပျော်ခီးထွက်လေးရှိတာကြောင့်မေယီဟာ၃လသားကလေးကလေရင်စီးဖူးနေခဲ့ပါပြီ။မေယီရဲ့ဖခင်ဖြစ်သူဂျော်ရှာဟာအကြောင်းလန်လုံးဝမရှိသလိုဆွဆွဆာဆာခီးသွားရတာကိုလည်းဝါသနာထုံးတူတူဖြစ်ပါတယ်။1959ခုနှစ်မှာတော့မေယေမိဘတွေဟာတောင်အာဖရိကရဲ့လက်ပပုံတွေကိုတဆင့်စကားနဲ့ကြားခဲ့ကြပြီးစိတ်ဝင်စားသွားတာကြောင့်အာဖရိကမှာပြောင်းရွှေ့နေထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အစကတော့သူတို့တွေဟာ အင်္ဂလိပ်ကအဓိကပြောတဲ့အာဖရိကရဲ့မြို့တော့ Johannesburg မြို့မှာနေထိုင်ဖို့စဉ်းစားခဲ့ကြတာပါဒါပေမဲ့သူတို့တွေ Pretoria ဆိုတဲ့မြို့ပေါ်ကနေဖြစ်ပြန်သွားတဲ့အချိန်မှာ Jacaranda လို့ခေါ်တဲ့လပလုံးနဲ့တပင်းတွေနဲ့ရှုခင်းတွေကသူတို့ကိုဆွဲဆောင်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့ဟာ Africa's ကအတိကပြောတဲ့ Pretoria မြို့မှာပဲနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ မေရီရောမိသားစုဟာအာဖရိကမှာအခြေကျပြီးချိန်မှလည်းလေရင်နဲ့မိသားစုလိုက် ခီးသွားနေကြဆဲပါပဲ။မေရီဖခင်ဟာအာဖရိကကမ်းခြေတစ်လျှောက်လေရင်နဲ့ဖြတ်တန်းပြီးအနီနာက နိုင်ငံတွေကိုလဲလဲလေးရှိသလိုသမုဒ္ဒရာကိုဖြတ်ပြီးအာရှတိုက်ကိုလည်းအသွားပြန်လုတ်တပါသေးတယ်။သူဟာမိသားစုနဲ့အတူတွားရောက်ပြီးတဲ့နေရာတိုင်းကိုလေရင်ကိုထဲမှာစေမုတ်ပြီးရေမတ်ထားလေးရှိပါတယ်။အဲ့ဒီနှစ်ပိုင်းတွင်မှာ မေရီရောမိသားစုဟာနိုင်ငံပေါင်း60ကျော်လောက်ထိ သွားရောက်လက်ပတ်ခဲ့ပြီးပါပြီ GPS တွေပါရင်းမရှိသေးတဲ့အဲ့ဒီခေတ်မှာလေရင်လေးတစ်စီးနဲ့ခရီးရှည်သွားဖို့ဘလောက်ထိစွန့်စားရမယ်ဆိုတာတွေးကြည့်နိုင်ပါတယ်အာဖရိကဒေတာခံလူတွေကတော့သူတို့မိသားစုကိုယူသွတ်နေတဲ့အမေရိကန်တွေလို့နာမည်ပေးထားပါတယ်။ဒါပေမဲ့လည်းပဝင်းချင်းရဲ့ဝေဖန်ပြောဆိုမှုတွေဟာမေကြီးရဲ့ဖခင်ကိုဘာတက်ရောက်မှုမှမရှိခဲ့ပါဘူး။သူဟာသူ့နှလုံးသားရဲ့စကားကိုသာနာထောင်ပြီးအခြားလူတွေရဲ့လွတ်မှုချဲ့လဲမှုတွေကိုဂယူမဆိုင်တဲ့တူတယောက်ဖြစ်ပါတယ်။ မေယေမီခေဝနေဖရန့်ကတော့အနုပညာကိုစိတ်ဝင်စားသူဖြစ်ပြီးအနုပညာပါရမီကောင်းသူတယောက်ပါဝီနီဖရန့်ဟတ်ပရော်ဖက်ရှင်နယ်အကသင်တန်းတွေတယောက်ခဲ့သူဖြစ်ပြီးဖြော်ပြေးနယ်ပယ်မှာထူးချွန်သူတူဖြစ်ပါတယ်မိခင်ဖြစ်သူရဲ့ကျေးဇူးကြောင့်မေယီဟာတက်ငင်ငယ်ကလေးကမော်ဒယ်လုပ်ငန်းနဲ့ထိတွေ့ခွင့်ရခဲ့ပါတယ်အဲ့ဒီချိန်တုန်းကသူတို့မိသားစုရဲ့မိတ်ဆွေတူကတောင်အာဖရိကမှာမော်ဒယ်တင်တန်းကြောင်တစ်ခုဖွင့်ထားတာကြောင့်မေယီနဲ့သူညီမဟာမော်ဒယ်တင်တန်းတက်ခွင့်ရခဲ့ပါတယ် မေအီဟာမော်ဒယ်အလုပ်ကိုစိတ်ဝင်စားသွားပြီး professional model အတွေ့အကြုံနေလဲနည်းနည်းပါးပါးရရှိလာပါတယ်။နောက်ပိုင်းမှာတော့တင်တန်းကျောင်းပိုင်ရှင်ကသူမကိုအလုပ်ကန်ရှာဖွေပေးခဲ့တာကြောင့်စနေနေ့တိုင်းမှာ မော်ဒယ် show လျှောက်တာတို့မဂ္ဂဇင်းမှာတပ်ပုံမော်ဒယ်အဖြစ်တရုပ်ဆောင်တာတို့ကိုပြုလုပ်ခဲ့ပါတယ်။မော်ဒယ်အလောဟာတော်တော်လေးပတ်စံရတဲ့အလောတစ်ခုဖြစ်တာကြောင့်မေရဲ့သူမရဲ့မြင့်မားလာတဲ့ပထမဆုံးလဆောင်ငွေကြောင့်အာအာတင်သွားခဲ့ပါသေးတယ် အစပိုင်းမှာတော့မေယီဟာမော်ဒယ်လုပ်ငန်းအကြောင်းကာကနာကမသိခဲ့ပါဘူး။ဝစ်စာရီဝစ်ပီလန်လီနေနေရှောက်လဲယုံနဲ့ဘာကြောင့်ပတ်စံတွေပေးကြမှန်းစဉ်းစားလို့မရပါဘူး။မော်ဒယ်လုပ်ငန်းဟာငွေကြေးအရမလောက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့မေယီကတော့ဒီလုပ်ငန်းကိုယာယီအလုံးလို့သာသတ်မှတ်ထားပါဗါး။ဒါကြောင့်သူမဟာမော်ဒယ်အလုံးနဲ့အသက်မွေးဖို့မစဉ်းစားခဲ့ပဲတက္ကသိုလ်ကောင်းကောင်းကနေဘွဲရဖို့ကိုတောင်းဥစားပေးခဲ့ပါတယ် မိသားစုရဲ့အကြံပေးချက်အရမေယီဟာပရီတိုရီယာတက္ကသိုလ်မှာအဟာရဗေဒဘာသာရပ်ကိုသင်ယူဖို့ရွေးချယ်လိုက်ပါတယ်။ဒီဘာသာရပ်ဟာစေပညာနဲ့လည်းနှိစပ်မှုရှိပြီးကျမအောင်အစာတောက်ကိုဘလို့စားမယ်ဆိုတဲ့လမ်းညွှန်ပေးနိုင်တဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်။တက္ကသိုလ်ကိုစကတဲ့ကမေယီဟာစာကိုပဲအာရုံစိုက်ခဲ့ပြီးမော်ဒယ်လောကကိုလုံးဝပြတ်မသွားဘူးလို့ဆုံးဖြတ်ထားခဲ့ပါတယ်။ တက္ကရိုကနေပွဲရပြီးသက်ဆိုင်ရာနယ်ပယ်မှာအောင်မြင်မှုရရှိမယ်လို့လည်းသူမကိုသူမယုံကြည်ထားတာပါတက္ကသိုလ်တတိယနှစ်မှာတော့အတန်းဖော်တင်ရောက်ကမေယီကို Vow Queen လို့ခေါ်တဲ့အလှပြန်ပွဲတစ်ခုအတွက်အဆိုပြုထားတယ်လို့လာပြောပြီးအဲ့ဒီပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့လဲမေယီကိုတိုက်တွန်းခဲ့ပါတယ်ဒီလိုပြန်ပွဲမျိုးကိုဝင်ပြိုင်တာသူဘဝရည်မှန်ချက်အတွက်ဘာမှတိတ်ပြီးအကျိုးမရှိပေမဲ့အတွေ့အကြုံအသေးတစ်ခုကိုခန်းစားခြင်းနဲ့မေယီဟာဒီပြန်ပွဲကိုရှင်ပြိုင်ဖို့လက်ခံလိုက်ပါတယ် မေကြီးရဲ့ဖခင်ဟာစွန်စားချင်းစိတ်ရှိသူဖြစ်တဲ့အတွက်မေကြီးမှလည်းအဲ့ဒီလိုအကျင့်စရာမျိုးပါလာတယ်လို့ပြောရမှာပါပဲအလားပြန်ပွဲနေမှာတော့မေကြီးဟာပုံမှန်အတိုင်းဝိစာဆင်ရင်ပြီးစင်ပေါ်မှာတမကရှန်ကပဲတက်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ဒါပေမဲ့အော်ဆောင်ကောင်းစွာပဲသူမဟာဒီပြန်ပွဲကိုအနိုင်ရခဲ့ပြီး စုငွေ100 rand 150ဒေါ်လာရရှိခဲ့ပါတယ်။မေယီဟာ ဂျိုဟန်နင်ဘရတ်မှာရှိတဲ့မော်ဒယ်အေဂျင်စီတစ်ခုနဲ့လဲစာချုပ်ချုပ်ခဲ့ပြီးမော်ဒယ်တန်တန်းတွေကိုအခမဲ့တရားခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာမော်ဒယ်အလုပ်ကိုဘေးပန်းအလုပ်တစ်ခုအနေနဲ့ပြန်လည်လုပ်ကင်ဖြစ်ခဲ့တော့တာပါပဲ။နံပါတ်1တယောက်ထဲရုံးကန်ခဲ့ရတဲ့နင်မြမေကြီးဟာကြောင်ပြေးသွားတဲ့အခါအာဖရိကနိုင်ငံထဲက Cape Town ဆိုတဲ့မြို့မှာလောက်ရခဲ့ပြီးအဲ့ဒီမြို့ကိုရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ မေရီဟာအသက်16နှစ်ကလေးကသွဲလာတဲ့ Aeromax လို့ခေါ်တဲ့ချစ်သူတယောက်ရှိပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာပြတ်သွားလိုက်ပြန်သွဲလိုက်နဲ့မတိမငင်ပုံစံပါပဲ။ Aeromax ဟာစမတ်ကြသလိုစာကြိုးစားပြီးတင်ချာရန်တော်တဲ့ကျောင်းသားတယောက်ဖြစ်ပါတယ်။ဒမာဖောက်ကွင်းအလားပြန်ပွဲရှင်ပြန်နေချိန်မှာအေရိုဟာဖောက်ပြန်ခဲ့တာကြောင့်အမေကြီးဟာတော်တော်လေးခန်းစားခဲ့ရပြီးနေတိုင်းငိုကြွေးခဲ့ရပါသေးတယ်။ အော်ဆရာကောင်းနာကတော့သူမကိပ်တောင်းမျိုးမှာလုံးလုံးနေတော့အီရိုရောက်လာပြီးစစ်ဆက်လက်ဆွတ်နဲ့ချစ်ခွင်ပန်ခဲ့ခြင်းမှာပဲဒါပေမဲ့မေကြီးဟာတစ္ဆာမရှိတဲ့အီရိုနဲ့ပြပြတသားညင်ပေခဲ့ပါတယ်။ခါမတဲ့အီရိုဟာမေကြီးကိုအတိမပေးပဲသူမရဲ့မိဘတွေစီတွားပြီးလက်ထံခွေတော်မြန်ပါတယ်။အဲ့ဒီချိန်ကစပြီးအာဖရိကမှာအမျိုးသမီးတယောက်ကိုလက်ထပ်ခြင်းသူ့ဖေးစီမှာခွင့်တောင်းရတာထုံးတမ်းစင်လာတစ်ခုပါပဲ။မေကြီးရဲ့ဖခင် ဂျော်ရှွာကလည်းမေရဲ့ဆန္ဒကိုလမ်းမမေးပဲလက်ထပ်ခွင့်တောင်းရင်ချင်းကိုလက်ခံလိုက်ပါတယ်။အဲ့ဒီအချိန်တုန်းကတမျိုးနဲ့တမျိုးကိုနယ်ဝေးဖုန်းခေါ်ဆိုခါတွေကလည်းဈေးကြီးတာကြောင့်ကမာရဲ့မိသားစုတွေဟာ မေရီကအေရိုကိုညှဉ်းဆန့်ထားတာကိုလည်းမသိခဲ့ကြပါဘူး။နောက်တလအတွင်းမှာလက်ထပ်ပွဲကိုစစ်စင်တော့မယ်လို့သူမရဲ့ဖခင်စီကကြေနံရောက်လာချိန်မှာတော့မေယီဟာရှော့ဖြစ်သွားပါတယ်။ ။အေရိုးကလည်းအခွင့်ကောင်းကိုရေးချဲ့ခဲ့ပုံမှာပဲအဲ့ဒီချိန်တုန်းကမေယီဟာတယောက်တည်းအထီးချန်နေတာကြောင့်အစာတောက်တွေအလွန်ကျွန်းစားပြီးကိုယ်လေးချိန်တွေတက်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်အေရိုးကလည်းဘီဘဒူကမှမေယီကိုစိတ်ဝင်စားတဲ့ပုံလည်းမပေါ်ပါဘူး။နောက်ဆုံးမှာတော့မေယီဟန်တမန်ဟာအေရိုးမက်စ်ကိုလက်ထပ်ခဲ့ပြီးမေယီမက်စ်ဖြစ်လာခဲ့ပါတော့တယ်။လက်ထပ်ပြည်တဲ့ညမှာ မေယီရိုဇနီမောင်နှံဟာဥရောပကိုဟန်နီမွန်းခီထွက်ခဲ့ကြပါတယ် အီရိုဟာအဲ့ဒီအချိန်မှာအလောက်ကိုင်းမရှိသလိုစုဆောင်ထားတဲ့ပစ္စံလည်းမရှိတာကြောင့်ကုန်ကြစည်အလုံးကိုမိကြီးကပဲစိုက်ပေးခဲ့ရပါတယ်။ကုန်ကြစည်တွေကိုရှော့ချပေးနိုင်မှုအတွက်သူတို့ဟာဈေးအပေါ်ဆုံးလေရင်ကိုစီခဲ့ကြပြီးဆူဇာလန်မှာရှိတဲ့အီရိုရဲ့ညီမဝန်ခွဲအိမ်မှာနေထိုင်ခဲ့ကြပါတယ်။မေကြီးကအင်ကိုတန့်ရှိလုံးနေချိန်မှာအီရိုကတော့ဆိုဖာမှာထိုင်ပြီး Playboy Magazine နဲ့စင်ကြနေလေးရှိပါတယ်။ မီးဟာအိမ်အလုတ်အလုံးကိုလုတ်ကန်ရပေမဲ့အီရိုကတော့အိမ်အလုတ်တွေကိုလှဖြားလိုက်ရည်နေတော့မထိပါဘူးဒါတမကဟန်နီမွန်ကာလာအတွင်းမှာလည်းအီရိုဟာမီးကိုလည်းကိုထိလိုက်ရနေဆက်တာတွေဖြစ်လာပါတော့တယ်မီးတယောက်ထဲအိမ်ပြန်သွားမှဆိုတဲ့အတွက်အီရိုဟာသူမရဲ့ passport ကိုလည်းတင်ထားလိုက်တာကြောင့်မီးဟန်ဘလို့မှထပ်ပြေးဆရာမရှိခဲ့ပဲမယောက်ျားအသက်ဆက်ဆက်ရဲ့ဒုက္ခတွေကိုခါစီခံရပါတော့တယ်တိတ်မကြခင်မှာပဲမေးရီဟာကိုဝင်ရလာခဲ့ပါတယ် ဒါဟာပြင်ပြင်လို့မရတော့တဲ့အမားတစ်ခုမှမေးသတိထားမိခဲ့ပြီးတော်တော်လေးကိုနောင်တရခဲ့ပါတယ်။သူမရဲ့ကိုဝင်တနည်းတခြားရင်လာခဲ့ပေမဲ့သူ့ယောက်ျားကတော့လုံးဝကြည့်မဆိုင်ခဲ့တာကြောင့်မေးဟာကိုရင်အရင်မှကြီးနေအိမ်လုတ်တွေလုတ်ကိုင်းနေခဲ့ရပါတယ်။ကလေးမွေးတဲ့အချိန်ထိသူမကိုကူညီမဲ့သူလုံးဝမရှိခဲ့ပဲမိဖွားကနေ9မိနစ်လောက်အလိုကြမှာအေရိုဟာဆေးရုံကိုလိုက်ပို့ခဲ့ပါတယ်။ ငါကျင်မှုကိုတတဆေဖို့အတွက်ခင်မွန်းဖြစ်သူကနောက်ကနေကြောကိုပုတ်ပေးဖို့နက်စမာကပြောလိုက်တဲ့အချိန်မှာတော့အီရိုဟာဒေါ်ရတကြီးနဲ့ဆေးုံကနေထွက်သွားခဲ့တာကိုတွေ့ရပါတယ်။မေရီဟာကိုအလေးချိန်ကိုပေါင်ရှိပြီးကျမ်းမာတဲ့တားယောက်ျားလေးကိုမွေးဖွားခဲ့ပြီးအဲဒီကလေးကိုအီလွန်စ်လို့နာမည်ပေးခဲ့ပါတယ်။အဲဒီနှစ်မှာ1980ခုနှစ်ဖြစ်ပြီးမေရီရဲ့အသက်ဟာ23နှစ်ပဲရှိပါသေးတယ်။ လောကကြီးကိုရောက်လာတဲ့ကလေးကြောင့်မေယီမှာဘဝကိုရင်ဆိုင်ဖို့ခွန်အားတွေရှိလာခဲ့ပါတယ်။အင်လွန်စ်နှုတ်ပြတ်ပြီးတိတ်မကြခင်မှာပဲမေယီဟာဒုတိယကိုဝင်ရခဲ့ပြီးကင်ဘယ်လို့ခေါ်တဲ့တာယောက်ျားလေးတယောက်ထပ်မွေးခဲ့ပါတယ်။အသက်25နှစ်မှာတော့မေယီဟာဒိုစကာလို့ခေါ်တဲ့တမီးတယောက်ကိုထပ်မံမွေးဖွားခဲ့ပြန်ပါတယ်။၃နှစ်ဆိုတဲ့မကြာလိုက်တဲ့အချိန်အတွင်းမှာပဲမေယီဟာကလေး၃ယောက်အမိဖြစ်လာခဲ့ပါပြီ။ အဲ့ဒီနှစ်တွေမှာပဲသူမရဲ့ဖခင်ဂျော့ရှွာဟာလေယာဉ်အက်ဆီဒန့်ကြောင့်ကွယ်လွန်ခဲ့ပါတယ်။သူမရဲ့မိခင်ဝနီဖရက်ဒ်ဟာသူခင်မွန်းရဲ့လေယာဉ်ကိုအီလိုကိုစပေးလိုက်ပြီးသူတို့စာတီကအိမ်ထဲချံကိုလည်းမေရီတို့ကိုဈေးတတတနဲ့ရောင်းပေးခဲ့ပါတယ်။ဒါရမှာအေရိုဟာအမွေခွဲမှုကိုမကြေမနက်ဖြစ်ခဲ့ပြီးတရားမျှတမှုမရှိဘူးလို့ပြင်သင်ခဲ့ပါတယ်။ မွေခွဲမှုကိုမကျေနပ်တဲ့အီရိုဟာနှစ်နှစ်လောက်ကြာတဲ့အထိမေယီကို သူမရဲ့အိမ်နဲ့လုံးဝဆက်တွယ်မလုပ်ဖို့တားမြစ်ခဲ့တာကြောင့်မေယီဟာမိသားစုနဲ့ဖုံပြောခွင့်တော်များရှိတော့ပါဘူး။အဲ့ဒီနှစ်တွေမှာအီရိုဟာမေယီကိုကလေးတွေရှိပါပါမချမ်းနေစင်လို့လို့ချိန်မောင်းနေစစ်တာတွေပြုလုပ်ခဲ့ပါတယ်။အိမ်ကိုဧည့်တွေလာတဲ့အချိန်မှာလည်းအီရိုဟာသူမကိုတိတ်ခါကြအောင်အဆက်ခွဲရမျိုးတွေပြုလုပ်လေးရှိပါတယ်။ခုဆိုရင်တော့မေယီဟာစင်နာကိမဲတဲ့အိမ်တော်ကြီးမှာပြိမိနေခဲ့ပါပြီ။ သူမဟာမိခင်တယောက်ဖြစ်ပြီးချိန်ကစလို့မော်ရယ်အလုပ်ကိုလုံးဝပြန်မလုပ်ခဲ့ပါဘူး။မေယီဟာကလေးသုံးယောက်ကိုပြုစုရှောင်ချောက်ရလို့ပင်ပန်းနေနေတယ်လို့ယောက်ျားရိုက်ထားတဲ့ထင်ရတဲ့ချက်တွေကလည်းတကူလုံးပြည့်နှက်နေခဲ့ပါတယ်။အရင်နှောင်းက fashion model တယောက်ဖြစ်ခဲ့တဲ့မေယီဟာခုချိန်မှာတော့စိုးရတဲ့အိမ်ောင်ရေးကြောင့်လုံးဝဆက်ဆောင်မှုမရှိဘဲစုပြတ်တက်နေတဲ့အမျိုးသမီးတဦးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။မေဟာသူမရဲ့အိမ်အောင်ရေးအကြောင်းမိခင်ဖြစ်သူကိုဘယ်တော့မှဖွင့်ပြခဲ့ပါဘူး။ ။ဘာကြောင့်လဲဆိုတော့အီရိုဟာသူ့အမေကိုရန်ရှာမှာစိုးရင်လို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းတနေ့မှတော့အမန်တရားကဖုံမယားဖိမယားပေါ်ပေါက်လာခဲ့ပါတယ်။မိရီတို့လင်မယားဟာခြားစုံတွေတုံးတွေနဲ့အတူဂျာမနီမှာကျင်းပါတယ်။ October 1st ပွဲကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီပွဲမှာလူတယောက်ကမိရီနဲ့အခြားမျိုးသမီး၃ယောက်ကိုလေးချွန်ကြီးနမ်မြင့်မဲ့လေးတွေတိတ်လာတာပဲလို့စံနောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအီရိုဟာ မေရီကိုမိမပြက်လို့ဒေါရကြီးနဲ့စုပူချိန်မောင်းခဲ့ပြီးလူအများကြီးရှေ့မှာရိုင်းနှက်ခဲ့ပါတယ်။ဟိုတုံးကအိမ်ထဲမှာ လူမတိသူမတိနှိပ်စက်ခဲ့တဲ့အေရိုဟာခုချိန်မှာတော့သူ့ရဲ့တယုံမှန်ကိုလူအများရှေ့မှာဖော်ပြလိုက်ပါပြီ။သူတို့ရဲ့တငယ်ချင်းတွေကမေရီကိုကောက်ွယ်ပေးခဲ့ကြပြီးသူမရဲ့အမေအိမ်ကို လိုက်ပို့ပေးခဲ့ကြပါတယ်။ မနက်နှစ်နာရီလောက်မှနနစ်လာမတွေ့ခဲ့ရတဲ့တမိဖြစ်သူကိုတန်ရတန်ချက်တွေနဲ့တွေ့လိုက်ရတဲ့အတွက်သူမရဲ့မိခင်ဟာတော်တော်လေးအံ့ဩတင်သွားပါတယ်။နောက်တနေ့မနက်မှာတော့အေရိုဟာအယက်မူမူနဲ့ရောက်လာပြီးသူမသွားကြောင့်အရှိမလာရောက်တောင်းမှန်ခဲ့ပါတယ်။မေရဲ့မိခင်ဟာသူ့ကိုပြင်းပြင်းထန်ထန်တတိပေးလိုက်တာကြောင့်အရင်ကစားလို့အေရိုဟာသူမကိုလက်ဖြားနဲ့တော့မတွေ့ရတော့ပါဘူး။မေရီရဲ့ကိုဘောကတန်ရန်တန်ချက်တွေနဲ့တဖြည်းဖြည်းတက်တာလာတာကြောင့်မော်ရယ်အလုပ်ကိုပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။ မေယီဟာတိလဆိုးတဲ့ယောက်ျားကိုဘာကြောင့်မကွာရှင်းတာလဲလို့စာဖတ်သူတွေတေကောင်းတင်မိနိုင်ပါတယ်။အီရိုနဲ့မကွာရှင်းရခြင်းရဲ့ပထမချက်ကတော့သူမဟာအီရိုကိုကြောက်ရလို့ပါပဲ။ကွာရှင်းမဲ့အကြောင်းပြောရင် မေယီရဲ့မျက်နှာကိုဘလေးဒါနဲ့လီးပြီးကလေးတွေရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်မယ်လို့အီရိုကချင်းကြောက်ခဲ့ပူပါတယ်။နောက်တစ်ချက်ကတော့အဲ့ဒီအချိန်တုန်းကတောင်အာဖရိကမှာအမျိုးသမီးကိုကာကွယ်ပေးနိုင်တဲ့ဥပဒေမရှိသေးတာကြောင့်အိမ်သွင်းချန်ဖတ်မှုကြောင့်ကွာရှင်းခွင့်ပေးထားတာမျိုးမရှိလို့ဖြစ်ပါတယ်။ ဒါပေမဲ့နောက်ထပ်နှစ်အနေငယ်အကြာမှာတော့ဥပဒေတွေကိုပြင်ဆင်နိုင်ခဲ့ပြီးအိမ်တွင်ချမ်းဖတ်မှုကျွလွန်ခဲရသူတွေကိုကွာရှင်းခွင့်ပေးတဲ့ဥပဒေထွက်လာခဲ့ပါတယ်အဲ့ဒီဥပဒေထွက်ပြေးတာနဲ့မေကြီးဟာချက်ချင်းပဲတရားရုံးမှာကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ကွာရှင်းခွင့်တောင်းရကောင်းလားဆိုပြီးအေရိုဟာလမ်းပေါ်ထိသားနဲ့လိုက်ပြီးထပ်ပြေးခဲ့ရပေမဲ့နောက်ဆုံးပိုင်းမှာတော့တရားရုံးကသူတို့နှစ်ယောက်ကိုကွာရှင်းခွင့်ပေးခဲ့ပါတယ်။အေရိုဟာအဲ့ဒီအချိန်မှာပြည်စည်းဥစ္စာတန်တင်းရှိနေပေမဲ့သူမရဲ့ ်မိမနဲ့ကလေးတွေကိုတပြားတစ်ချက်မှခွဲဝေပေးခြင်းစိမ့်မရှိခဲ့ပါဘူး။ဒါကြောင့်အေရိုဟာစင်ချေပုံကအင်တီတီလေးတစ်လုံးကို down payment ပေးခဲ့ပြီးတလဒေါ်လာ300နဲ့အရေးကြဝယ်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမေရဲ့အသက်ဟာ30နှစ်ပါ။မေရီဟာအသက်30နှစ်မှာပဲ single mother ဘဝကိုခံယူခဲ့ပြီးကလေး၃ယောက်စိတ်ကိုရောအင်စာချုပ်အတွက်ရောပတ်စံကိုပါရှာဖွေရမှာဖြစ်တယ်လို့ ကလေးအုတ်ထင်းကွင်းပသက်တာနဲ့အီရိုနက်နောက်ထပ်10နှစ်လောက်ပြားရင်ဆိုင်ရအောင်မှဖြစ်ပါတယ်။အဲ့ဒီချိန်တော့ငါမေရီတို့မိသားစုရဲ့ဘဝဟာတော်တော်လေးခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ကလေးတွေကိုပုံမှန်အဝတ်အစားတွေဝယ်မပေးနိုင်ခဲ့တဲ့အတွက်ကြောင်းအင်ကြီးပဲတစ်ချိန်လုံးဝတ်ခိုင်းခဲ့ရပါတယ်။အဲ့ဒီကြောင်အင်ကြီးတွေကိုတော့ဈေးအပေါ်ဆုံးပြီးထုတ်ဆိုင်ကနေတွားရွေးလာခဲ့ရတာပါ။ မေရီဟာသူ့ကိုယ်သူအတွက်လည်းအဝတ်အစားဝယ်မွေးနိုင်ခဲ့ပါဘူး။ညနေဆိုရင်ကလေးတောင်းချို့ဖို့လိုမအားတဲ့အတွက်မနက်ပိုင်းမှာအင်နီနာချင်းတွေရဲ့ကလေးတွေကိုတောင်းပို့ပေးပြီးညနေကျရင်သူ့ကလေးတွေကိုအင်နီနာချင်းတွေကပြန်လဲချို့ပို့ပေးရပါတယ်။ဘဝကခက်ခဲကြမ်းတမ်းပေမဲ့မေရီကတော့ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။သူမရဲ့ဘဝမှာအိမ်တော်ရဲ့ကံကောင်းခဲ့ပေမဲ့လိမ္မာပြီးအလိုက်တီးတဲ့တာသမီတွေကသူမကိုရှေ့ဆက်ဖို့ခွန်အားတွေပေးခဲ့ပါတယ်။ သူမရဲ့အကြီးဆုံးသားအီလုံဆိုရင်အသက်၅နှစ်လောက်မှာကလေးကသူ့အဖေရဲ့ခြေထောက်ကိုဆွဲပြီးသူမကိုမရိုက်ဖို့ကြောက်ွယ်ပေးခဲ့သူပါ။တမီးဖြစ်သူတူစကာဟာလည်းအသက်၈နှစ်အရွယ်လောက်ကလေးကသူမကို မိတ်ကပ်ဝိုင်းပြင်ပေးနေပါပြီ။နောက်ပိုင်းမှာလူတွေကသူမဟာဒီလိုထူးချွန်တဲ့ကလေးတွေကိုဘလို့များပြစ်စုပြူထောင်ခဲ့တယ်လဲလို့အမေကြီးကိုလာလာမိတတ်ကြပါရယ်တကယ်တော့သူမဟာအလုပ်တွေတိတ်များလွတ်နာကြောင်းကလေးတွေကိုတောင်တိတ်ပြီးအချင်းပေးနိုင်ခဲ့ပါဘူး အဲ့ဒီအချိန်တုန်းကမေဟီဟာဝင်ငွေရဖို့အတွက်အလုံးတစ်ခုကိုတညိုင်နဲ့လုတ်ခဲရတာပါ။တစ်ခုကအဟာရဆိုင်ရာအကြံပေးအဖြစ်လုတ်ကင်တာဖြစ်ပြီးနောက်တစ်ခုကတော့မော်ဒယ်လုတ်ခြင်းဖြစ်ပါတယ်။အဲ့ဒီအလုံးတစ်ခုကြောင့်သူမဟာကလေးတွေအတွက်အချိန်ပိုရလို့မရှိသလောက်ပါပဲ။ဒါပေမဲ့အဲ့ဒီအချက်ကပဲသူမရဲ့ကလေးတွေကိုငငယ်ရွယ်ရွယ်နဲ့ကိုကိုကိုထိန်းချုပ်နိုင်စွမ်းရှိစေခဲ့ပြီးသူတို့စိတ်ဝင်စားတာကိုလွတ်လွတ်လပ်လပ်ရှာဖွေနိုင်စွမ်းလည်းရှိခဲ့စေတာဖြစ်ပါတယ်။ Elons အားအသက်၁၂နှစ်မှကွန်ပျူတာနဲ့ထိတွေ့ခွင့်ရရှိခဲ့ပြီးအသက်၁၃နှစ်မှကွန်ပျူတာဂိမ်းတစ်ခုကိုသူ့ဘာသာတူတီထွင်နိုင်ခဲ့ပါတယ်။သူဟာအဲ့ဒီဂိမ်းရဲ့ကုတ်တွေကို PC မဂ္ဂဇင်းကိုပေးပို့ခဲ့ပြီးဒေါ်လာ900အထိရရှိခဲ့ပါတယ်။ PC မဂ္ဂဇင်းဟာဒီဂိမ်းဆွဲတူကို၁၃နှစ်သာမန်သိဖို့မရပါဘူး။ Elons ရဲ့ညီဖြစ်သူ Campbell ကတော့အထက်ပြုတ်အလွန်ကျွမ်းကျင်ပါတယ်။ သူဟာချက်ရည်ပြုတ်ရည်မှာ သူ့အမေထက်ကိုပိုတော်ရာကြောင့်မိသားစုတွေကိုအရာရှိတဲ့ဟင်းလျာတွေကိုချက်ပြုတ်ကျွေးမွေးလေးရှိပါတယ်။အငယ်ဆုံးသမီးဖြစ်သူသော့စကာကတော့အမှုပညာထူးချွန်သူဖြစ်ပါတယ်။သူမဟာငငယ်ကလေးကပြဆက်တွေကပွဲတွေနဲ့ဖြောင်ပြေမှုတွေကိုစိတ်ဝင်စားခဲ့သူဖြစ်ပြီးအသက်၁၂နှစ်မှာကျောင်းရဲ့ drama club ကိုတာဝန်ယူနေပါပြီ တစ်ကဟာနောက်ပိုင်းမှာကိုပိုင်ရုပ်ရှင်ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပြီးစကားရီကိုဒုမကိုတိုင်းစညွန်ရေးသားပြီးရိုက်ကူးထုတ်လုပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ခက်တူတူပြောရရင် မေကြီးရဲ့ကလေးတွေအလုံးဟာပျော်ပျော်ရွှင်ရွှင်ကြက်ကြက်မမနဲ့ကြီးပင်းခဲ့ကြတယ်လို့ပြောရမှာပါပဲ။ကလေးတွေအလုံးဟာဘဝမှာအမြင်မှုကိုစီရရှိခဲ့ကြပြီးတက်ဆိုင်ရာနယ်ပယ်တွေမှာထူးချွန်ပြမြောက်သူတွေဖြစ်လာခဲ့ကြပါတယ်။နံပါတ်3အကြောင်းလည်းမရှိတဲ့နောက်ပိုင်းမြင့်များ မေရဲ့လောက်ကင်ဟာတဖြည်းဖြည်းအခြေကျပြီးစင်ပြေလာခဲ့ပါတယ်။ question ပြည့်စဲပြီးဆယ်စုနှစ်တစုအကြာ မေရဲ့အသက်၄၀နှစ်မှာတော့နှောင်ကျိုးမရှိတော့တဲ့မြင်းတကောင်လို့ပူဆိုရင်ပူပန်ဆရာမရှိပဲလွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အီလွန်စာအသက်16နှစ်လောက်မှာဒုဝနာပါတယ်ကွန်ပျူတာလုပ်ငန်းကိုလုပ်ကင်ခွင့်ရဖို့အတွက်ကနေဒါကိုထွက်သွားခဲ့ပါတယ်။တမီဖြစ်သူတော့စကာကလည်းသူ့အကိုလိုတခြားနိုင်ငံမှာပဲပြောင်းရွှေ့နေထိုင်မှုလိုလားနေပါတယ်။ဒါပေမဲ့သူစကာဟာ7နှစ်လောက်ပဲရှိသေးတာကြောင့်တယောက်တည်းလူဖို့ဘလို့မှဖြစ်နိုင်မှာဘူး။အဲ့ဒီအချိန်မှာမေယီဟာလည်းအာဖရိကရဲ့ကပ်တောင်းတက္ကသိုလ်မှာ PhD တက်ဖို့လျှောက်ထားပြီးနေပါပြီ။ဒါပေမဲ့သူတမီးရဲ့ဆန္ဒအတိုင်းကနေဒါကိုပြောင်းရွှေ့နိုင်မှုစူးစမ်းပါမယ်လို့ကတိပေးလိုက်ပါရတယ်။ နောက်ပိုင်းမှာမေယီဟာကနေဒါကိုသွားရောက်ပြီး Model Agency တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Toronto တက္ကသိုလ်မှာသုတေသနပညာရှင်လောက်ဖို့ကိုလည်းစိတ်ဝင်စားခဲ့ပါတယ်။ကနေဒါကိုပြောင်းရွှေ့မဲ့အစီအစဉ်ဟာဖြစ်နိုင်ခြေရှိုံသာမကဒီလိုပြောင်းရွှေ့ခြင်းဟာအနာဂတ်အတွက်ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်တဲ့ဆိုတာကိုမေယီတဘောပေါက်လိုက်ပါတယ်။သားလက်ဖြစ်သူ Campbell ကတော့အာဖရိကမှာပဲဆက်နေပြီးသူရဲ့ပညာရေးကိုပြီးဆုံးအောင်ကြိုးစားမှဖြစ်ပြီးမေယီကတော့ ကနေဒါနိုင်ငံတူရတိုမြို့မှာအီလွန်စ်နဲ့တော့စကာရိုနဲ့အတူတွားရောက်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကိစ္စတွေကစီစဉ်တဲ့အတိုင်းတော့ဖြစ်မလာခဲ့ပါဘူး။အဲ့ဒီတုန်းက30ဥရီရီရတောင်အာဖရိကအစိုးရကသူတို့ထွက်သွားတာနဲ့သူတို့ပိုင်ဆိုင်မှုတွေအားလုံးကို ထိန်းသိမ်းလိုက်ပြီးနိုင်ငံပြင်ပကိုလည်းဒေါ်လာ2000အထက် ပို့ပြီးယူသွားခွင့်မပြုပါဘူး။ဒါကြောင့်မေယီဟာတောင်အာဖရိကမှာအခြေတကျတဲ့ငွေရေးကြေးအဆင်ပြေနေရတာကတူရတိုမြို့မှာအဝေးတစ်ထည် ကိုတခုနဲ့ပြောင်းရွှေ့ရတော့မှာဖြစ်ပါတယ်။ဒါဟာဘဝအတိတ်တစ်ခုကိုတုံညာကနေပြန်စားရတယ်လို့ပါပဲ။အခက်ခဲပေါင်းများစွာကိုကြော်လွားအပြီးမှာတော့သူတို့မိသားစုဟာအိတ်ခမ်းသခမ်းပါတဲ့တိုက်ခန်းလေးတစ်ခုကိုငားနိုင်ခဲ့ကြပါတယ်။ မေယီနဲ့တော့စကာရောဟာအခန်းထဲမှာအိတ်ကြပြီးအီလော့စကာရောဆိုဖာပေါ်မှာအိတ်ပါတယ်။နေစရာထိုင်စရာစီစဉ်ပြီးတဲ့အခါမှာတော့မေယီဟာစားတော့ပညာရှင်ဖြစ်ဖို့အတွက်ဒေတာအတွင်းဆောင်ဝဲတွေကိုဖြည့်ဆို့ခဲ့ပြီးကနေဒါနိုင်ငံမှာဟာရဆိုင်ယာအတိုင်ပင်ခံဖြစ်အသက်မွေးဖို့ကြိုးစားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Model Agency တစ်ခုနဲ့စာချုပ်ထုတ်ခဲ့ပြီးလူကြီး Model အလုပ်ကိုလည်းစတင်လုပ်ခိုင်းခဲ့ပါတယ်။နိုင်ငံတနိုင်ငံကိုရွှေ့ပြောင်းမှုဆိုတာတော်တော်လေးကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ သူတို့တို့ကိုစတင်ပြောင်းရွှေ့ကစအချိန်တွေမှာသူတို့ဟာ credit history လို့ခေါ်တဲ့အကျွေးဝယ်ယူမှုနဲ့အကျွေးပြန်ဆမှုမှတ်တမ်းဘာမှမရှိတာကြောင့်ဘဏ်တွေကသူတို့ကို credit card ထုတ်မပေးကြပါဘူး credit card မရတဲ့အတွက် credit history တိစားဖို့မဖြစ်နိုင်တယ်လို့ကားဝယ်ဖို့ယုံခံကားဖို့လို့ကိစ္စတွေမှာလည်းအခက်အခဲဖြစ်လာနိုင်ပါတယ် တဘောကောင်းတဲ့တငယ်ချင်းတယောက်ကစတိုးဆိုင်တွေမှာစတိုးခတ်လို့ခေါ်တဲ့ကတ်တွေရှောက်လို့ရကြောင်းနဲ့အဲ့ဒီကတ်တွေဟာ critical ကတ်တွေလားစီကန်းချက်တွေမတင်ချက်ဘူးလို့အကြံပေးပါရယ်။မေရီတို့ဟာစတိုးခတ်လေးတွေကိုအရင်ရှောက်ပြီ credit history ကိုသူတို့နဲ့အမြင်နဲ့ဖြည်းဖြည်းချင်းတိစားရမှာဖြစ်ပါတယ်။ဒီလိုနဲ့မေကြီးဟာ shopping mall ကြီးတစ်ခုကိုဝင်ရောက်ပြီး store ကထုတ်ပေးဖို့လျှောက်ခဲ့ပေမဲ့သူမမှာအချိန်မီပတ်စံပြင်ဆင်နိုင်တဲ့အထောက်အထားဘာမှမရှိဘူးဆိုပြီးကုန်တိုက်ဝန်ထမ်းကညှဉ်းဆန်းခဲ့ပါတယ်။ဒါပေမဲ့တတိုက်ဆန်ဆန်မဲ့အဲ့ဒီယုံခန်းထဲမှာအမေများနေ့အတွက်ကတ်ထားတဲ့ poster တွေက model ဟာမေကြီးဖြစ်နေပါတယ်။ဒီအချက်ကိုဝန်ထမ်းကတည်တော်ခဲ့ပြီးချိန်မှာတော့ store ကိုချောချောမောမောနဲ့ထုတ်ပေးခဲ့တာကြောင့်မေကြီးတို့ဟာနိုင်ငံအသစ်မှာငွေကြေး ဘဝတည်တစ်ခုကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတော့တယ်။တူရွန်တိုမှာခဏလောက်နေထိုင်ပြီးချိန်မှာတော့ Elon's နဲ့ Canberra ဟာလည်းသူတို့ရဲ့ပညာသင်ယူမှုတွေပြီးဆုံးခဲ့ကြပြီး American နိုင်ငံ Silicon Valley ကိုစီးပွားရေးတွေလှုပ်ဖို့ထောက်ခွာသွားကြပါတယ်။အဲ့ဒီချိန်မှာ Tosca ကလည်း American နိုင်ငံ Los Angeles မြို့မှာနေထိုင်နေပြီဖြစ်ပြီးမေယီဟာစိတ်သက်သာတဲ့လေရင်လေးစီးပြီး America ကသူ့ကလေး၃ယောက်ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။ လေးတွေရဲ့အကြံပေးမှုကြောင့်မေရီဟာအသက်50မှာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာထမှန်ပြောင်းရွှေ့အခြေချပြန်ပါတယ်။မေရီဟာသူမရဲ့ဘဝကိုအမေရိကန်မှာနောက်တစ်ချိန်အတိတ်ကနေပြန်ဆခဲ့ပြန်ပါပြီ။သူမရဲ့နေရာအတိတ်မှာလည်းပုံမှန်အတိုင်းပဲအဟာရအတိုင်းမင်ခံနဲ့မော်ဒယ်အလုပ်တွေကိုအချိန်ပိုင်းလုပ်ကိုင်ခဲ့ပါရယ်။နယူးယောက်ကိုစားရပြီးအချိန်မှာမေရီနဲ့သားဖြစ်သူကမ်ဘယ်ရိုဟာ Times Square လို့ခေါ်တဲ့မြို့လယ်ကောင်ကိုလမ်းလျှောက်ထွက်ခဲ့ကြဘူးပါရယ်။ မေယီဟာစချာပေလာမြင့်နဲ့ကြညာဆိုင်ဖို့ကြီးတွေကိုမော့ကြည့်ပြီးအမေလည်းတနေ့ကျရင်ဒီဆိုင်ဖို့တွေမှာပါလာစေရမယ်လို့သူသားကိုပြောလိုက်ပါတော့တယ်။စံတက်မှုနဲ့ညင်ပဲ့မှုပေါင်းများစွာကိုကြော့ဖြတ်ပြီးမှတော့မေယီဟာအသက်62နှစ်မနမီကျော် time magazine ရဲ့မနက်ဖုန်းမော်ရယ်အဖြစ်တရုတ်ဆောင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်းသူရိုက်ပေးခဲ့ရတဲ့ပုံကအဝိမဝိတဲ့ကိုလုံးတီးပုံ new shoot ဖြစ်ကြောင်းတိလိုက်ရချိန်မှာတော့မေယီအောင်အောင်သွားခဲ့ပါတယ်။ ဲ့ဒီပုံမျိုးကိုသူမရဲ့ဘဝမှာတစ်ခါမှအယိုင်မခံခဲ့ဘူးပါဘူး။နောက်ဆုံးမှာတော့မေကြီးရဲ့ထုံးစံအတိုင်းအတွေ့အကြုံတစ်ခုရအောင်စမ်းကြည့်မယ်ဆိုတဲ့စိတ်ကြောင့်ဒီအလုပ်ကိုလက်ခံလိုက်ပြီးဘဝမှာ ပထမဆုံး with list select တပုံအယိုင်ခံခဲ့ပါတယ်။အကြခင်မှာပဲ New York Magazine ကသူတို့အတွက်လဲကိုလုံးတီးပုံတပုံရိုက်ပေးဖို့မေကြီးကိုဆက်တွေ့လာခဲ့ပါတယ်။အဲ့ဒီပုံမှာသူမဟာကိုဝင်ရှိနေတဲ့တက်ကြီးအမျိုးသမီးတူကိုလုံးတီးပုံပေးတစားအယိုက်ခံခဲ့တာဖြစ်ပါတယ်။ မင်းကြီးရဲ့တကြီးကိုဝင်ဆောင်ပုံမှာ TV show တွေမှာရောသတင်းစာတွေမှာပါအကြီးကျယ်ပြန့်နှံ့ပြီးအမြင်မှုရသွားခဲ့ပါတော့တယ်။အဲ့ဒီတပ်ပုံတွေအားလုံးမှာမင်းကြီးရဲ့သဘင်ဟာဖြူဖြူဖွေးနေတာကိုတွေ့ရပါလိမ့်မယ်။တကယ်တော့မင်းကြီးဟာတန်59နှစ်ကလေးကသူမရဲ့သဘင်ကိုစိတ်မဆိုးတော့ပဲတဘာဝတိုင်းထားခဲ့တာပါ။ဒါပေမဲ့မမျော်လင့်ပဲအဲ့ဒီသဖင်ဖြူကပဲမေအီကိုစူပါမော်ဒယ်လမ်းထောင်းပေါ်ရအောင်ပူဆောင်ပေးခဲ့တာကိုတွေ့ရပါတယ် အပေါ်ရန်ကြည်လိုက်ရင်တော့မေဤဟာမိသားစုကောင်ကနေပေါက်ဖွာလာပြီးပျော်ရွှင်တဲ့ကလေးဘဝနဲ့ကောင်းမွန်တဲ့ပညာရေးကိုရရှိခဲ့လို့အမြင်မှုရတာလို့ထင်စရာပါ။ဒါပေမဲ့အဲ့ဒီအချက်တွေဟာမေဤကို မတူညီတဲ့နိုင်ငံသုံးခုနဲ့မြို့ပေါင်းများစွာမှာအမြင်မှုရရှိခဲ့တဲ့အဓိကအကြောင်းရင်းတွေမဟုတ်ကြပါဘူး။မေရဲ့မိသားစုဟာသူမကိုအခြေခံလိုအပ်ချက်တွေနဲ့ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးခဲ့ကြတယ်ဆိုတာမှန်ပါတယ်။ ဥပမာအားဖြင့်မော်ဒယ်အလောက်ကိုင်ကိုကြည့်ပါမိကြီးဟာရုပ်ရည်လာပါတယ်လို့အရက်ကလည်းမြန်မာသူဖြစ်ပါတယ်ဒါတွေဟာအမြင်နဲ့မော်ဒယ်တရားဖြစ်ဖို့မွေးရပါလို့အချက်တွေပါပဲဒါပေမဲ့မိကြီးဟာမွေးရပါကံကောင်းမှုတွေကြောင့်ချီအမြင်ခဲ့တာမဟုတ်ပဲသူမကိုယ်တိုင်မနာမနေကြိုးစားအားထုတ်မှုကြောင့်တော့အမြင်ခဲ့တာဖြစ်ပါတယ်သူမဟာအသက်80ကျော်တဲ့အထိလေနေ့တိုင်းနာရီတိုင်း မိနစ်တိုင်းလပနေအောင်ဂယူဒဆိုင်ကျူစာထင်တင်လေးရှိပါတယ်။ဒီမဟာကိုကိုကိုထိန်ချိုးနိုင်စွာကောင်းတယ်လို့နိပောင်းများစွာလ ీల ာခဲ့တဲ့အဟာရဆိုင်ရာသိပညာတွေကိုတုံးချပြီးဒီမရဲ့အစားအသောက်တွေကိုကိုယ်တိုင်တွက်ချက်စီစဉ်စားသောက်သူဖြစ်ပါတယ်။ဒါတေမကမေယီဟာမီနီတေးတဲ့အရာတွေကိုလည်းအကြောင်းလမ်းမရှိပဲစံတက်လုတ်ကင်နိုင်စမ်းရှိတာကိုတွေ့ခဲ့ရပါဗါး သူမရဲ့ new shoot ဓာတ်ပုံတွေဟာ social media မှာတော့မဟုတ်ချင်းပြန့်နှံ့သွားခဲ့ပြီး fashion လောကတွေကအပြန်ဆိုင်ဆက်တွေ့ချင်းကန်လာခဲ့တာကြောင့်အသက်60မှာလူတိများတဲ့ internet ဆယ်လီတယောက်ဖြစ်သွားခဲ့ပါတယ်။မေရီဟာအသက်68နှစ်အရွယ်မှာ New York Fashion Week ရဲ့ model ရှောက်လန်းပေါ်ကိုတက်ရောက်ခင်ရခဲ့ပါသေးတယ်။အဲ့ဒီပွဲမှာဂျန်နဲ့ model တွေအားလုံးကသူမရဲ့အသက်သုံးဖို့သဘုံလောက်ပဲရှိပါတယ်။ သူမဟာငွေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးသူမရဲ့ကိုပိုင်အမတ်သားဖြစ်တဲ့စပင်းဖြူဖြူနဲ့ပရိတ်သတ်ရဲ့လက်ခုပ်တန်တွေကိုအယယူသွားခဲ့တာတွေ့ရပါတယ်။အသက်69နှစ်မှာတော့မီယီဟာ Covergirl လို့ခေါ်တဲ့ makeup brand တစ်ခုရဲ့အသက်အကြီးဆုံး brand ambassador ဖြစ်လာခဲ့ပါတယ်။ American ကိုလာတဲ့သူတိုင်းသူမရဲ့ပုံတွေကိုမမြင်ဘူးတဲ့သူမရှိဘူးလို့တော့မီယီကနောက်ပြန်ပြောခဲ့ဘူးပါသေးတယ်။သူမရဲ့သားခံပဲကို Times Square မှာပြောခဲ့တဲ့စကားဟာအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ။သူမဟာခုချိန်မှာအသက်80ကျော်နေပေမဲ့နေ့စဉ်နေ့တိုင်းသူမရဲ့ဘဝဆင်ခုံမှုအစ်တတွေနဲ့ပျော်မွေ့နေဆဲပါပဲ။သူမဟာတွေးကြုံအစ်တတွေအမြဲရှာဖွေနေပြီးဘဝအစ်တတခုကိုစတင်မှုအတွက်လည်းအမြဲတမ်းအဆင့်တစ်ဖြစ်နေတဲ့အာကအမျိုးသမီးတူပါပဲ။အဆုံးထိနာထမ်းပေးကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။